ဒီ language ရဲ့အနေနဲ့ပြောတာလူတိုင်းပြောတယ်ဒါပေမဲ့တကယ်အဆင့်တန်းရှိတဲ့နိုင်ငံရေးသမားအဆင့်တန်းရှိတဲ့နိုင်ငံနိုင်ငံသားတယောက်ဖြစ်တယ်ဆိုရင်နိုင်ငံရေးအဆင့်တန်းရှိတဲ့စကားပဲပြောရတယ်အခုကအဆင့်တန်းမရှိတဲ့ပုံစံနဲ့ language ရဲ့အနေနဲ့ language ကိုအဟောင်းလို့ဟောင်းနေတာအဲ့ဒီစော်တော်လေးတို့ကိုတို့တို့နဲ့အဲ့ဒီတိုင်းသားလက်နက်ကိုင်းလို့အမိခံထားတဲ့အဖွဲ6ဖွဲ့ပြီးတော့တယောက်ကကျွန်တော်ရှင်းပြတယ်ဟိုဦးဇိုးစံပေါ့နော်သူကတခွန်းတော့သူပြောတယ်ကိုကျော်တဲ့ခက်ကျော်ပွင့်ပြောနေပါတဲ့ကျွန်တော်တော်မှပြောထားပြီးပြီကတို့ချုပ်ရင်လည်းကျွန်တော်ပြောတယ် ငါတို့နိုင်ငံတမိုင်းငါတို့နိုင်ငံသားတွေရဲ့ပဲကြီးရမှာမင်းတို့လိုနိုင်ငံခြားသားခံယူရတဲ့ကောင်တွေကြီးရမှာမဟုတ်ဘူးပြောချင်တာအဲ့ဒီတိုင်းသားလက်နက်ကိုင်အကုန်လုံးပြောတာပြောရရှင်းရှင်းလေးဥမာတော်နီကွယ်ထူးဝင်းတို့ကတော့မြန်မာနိုင်ငံသားဆက်လာပြန်မေးဖို့လိုတယ်ကရင်ဆက်လာပြန်မေးဖို့လိုတယ်ကရင်တကယ်ဆက်လာသေချာပြန်မေးဖို့လိုတယ်ဘာလို့ဆိုတော့သူတို့တွေအကုန်လုံးကထိုင်းနိုင်ငံသားခံယူခါကြတယ်တရုတ်နိုင်ငံသားခံယူရတဲ့ကောင်တွေရှိတယ်အိန္ဒိယဘက်နိုင်ငံသားခံယူရတဲ့ကောင်တွေရှိတယ်နော်ရှင်းရှင်းလေးပြောအဲ့လိုကောင်တွေရှိနေအဲ့လိုကောင်တွေအဲ့လိုပုံကူဒီကဒီနိုင်ငံရဲ့ကံကြမ္မာကိုသူတို့ကလာပြီးတော့ဆုံးဖြတ်ဖို့စူးစမ်းနေတယ် ဒီနိုင်ငံနေနမိတ်စိတ်ပိုင်းတို့သူတို့ပိုင်တယ်လို့လာလုပ်နေတာအဲ့တော့အဲ့ဒီလက်နက်ကင်ထားတဲ့တဘုံအုပ်စုတဘုံအုပ်စုကသူတို့ကိုယ်တိုင်ကင်ထားတဲ့ passport သူတို့ကိုယ်တိုင်ကင်ထားတဲ့နိုင်ငံသားကတည်းကဘာကိုကင်ထားရလဲဆိုပြန်မေးဖို့လိုဥစိုးစံပြောဖို့ရဆိုတာရှင်းတယ်ဒါဒါဖြစ်နိုင်ရည်ရှိဆုံးအဲ့ဒါပဲဥစိုးစံပြောတယ်ဘယ်ကောင်တွေကနိုင်ငံသားနိုင်ငံခြားသားခံယူထားလဲကိုယ့်အကိုသိရမယ်အဲ့ဒီလူတွေအကုန်လုံးကနိုင်ငံခြားသားခံယူထားတဲ့ကောင်တွေကိုလောကဒီနိုင်ငံကကြမှာဒီနိုင်ငံအနာကဒီနိုင်ငံရဲ့ဒီငင်းကြရဲ့ဒီနိုင်ငံရဲ့ဖုတ်ဖုတ်တဲ့ကိစ္စတွေဒီကောင်တွေကဝင်ပါဘူးပါဘူးမသိတော့အဲ့တော့နိုင်ငံတော်တွေနဲ့လည်း ဖြစ်နိုင်စုံစမ်းဖော်ထုတ်ပြီးတရားဝင်ကြေညာပြရမှာဘယ်ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ဟာလက်ရှိတော့ထားပါတော့ဗျာ KNU ကဘသူဟာနိုင်ငံခြားသားခံယူထားတယ်ထိုင်းနိုင်ငံသားခံယူထားတယ်လို့ဖြစ်တယ်မြန်မာနိုင်ငံသားမဟုတ်တော့ဘူးဘယ်သူဘသူဟာမဟုတ်တော့ဘူးအဲ့လိုကြေညာပြရမှာနိုင်ငံတော်နည်းနဲ့လေပို့အောင်လည်းပြောကြေညာပြရမှာဒီလိုကြေညာလိုက်တော့မှကြေညာရကြေညာရင်တော့မှပညာသားပါပါဗျာအမှထားပါတော့ဘယ်ပုဂ္ဂိုလ်အနေနဲ့ခင်ဗျားနိုင်ငံသားခံယူထားတယ်ဟိုဘက်နိုင်ငံသားခံယူထားတယ်သိရတယ်အဲ့တော့အဲ့တော့ခံယူထားဖြစ်တဲ့ကိုယ်နိုင်ငံသားမြန်မာနိုင်ငံသားဖြစ်ကဆွန့်လို့ပြပါမဆွန့်လို့ဘူးဆိုလည်းနိုင်ငံသားပြန်ပြီးဟိုဘက်ထပ်ဆွန့်လို့ပြီးတော့မြန်မာနိုင်ငံသားပြန်ခံယူပါပြပြသားအဲ့လိုပြန်ထောက်ပြရမယ် ဆိုတော့အခုရှိနေတဲ့သဘောရှိတယ်။ကချင် KIA လည်းနိုင်ငံတရုတ်နိုင်ငံကခံယူရတဲ့ကောင်အများကြီးပဲ။ KIA လည်းခင်ဗျားဟိုဟို RCS ဆိုလည်းထိုင်းနိုင်ငံကခံယူခံထားနေလိမ့်မယ်။နောက်တစ်ခုကဒီလိုပဲခင်ဗျားဟို KIA KNU ရောကောင်တွေလည်းခံယူထားနိုင်မယ်။ဟိုချင်းရလူတွေလည်းခံယူထားကောင်ခံယူထားနိုင်မယ်။ဟိုပဲအိန္ဒိယလိုအဲ့လိုခံယူထားရှိမယ်။အေအေထွန်းမြန်နိုင်ငံပြန်မယ်ခင်ဗျားတရုတ်နိုင်ငံကခံယူထားလာတော့မသိထွန်းမြန်နိုင်ငံ။အဲ့လိုရှိတယ်။ဒါကြောင့်ဒီကောင်တွေနိုင်ငံသားမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေသိဖို့အဲ့နိုင်ငံသားမဟုတ်တဲ့ကောင်တွေကဒီနိုင်ငံရဲ့ကံကြမ္မာကိုလာဆုံးဖြတ်ဖို့ကြိုးစားတာကတော့ကျွန်တော်တို့အနေနဲ့အဲ့ဒါကတော့ လက်ခံလို့တော့မရဘူးလို့ကျွန်တော်တို့မြင်တယ်အဲ့တော့ကျွန်တော်နိုင်ငံသားတွေဒီချက်စဉ်းစားဖို့လိုတယ်ပြီးတော့ကျွန်တော်တိုင်းရင်းသားတွေစဉ်းစားဖို့လိုတယ်ပြီးတော့ဘာလဲဆိုတော့ဟိုဒီနေ့အဲ့ဒီမှာစကလုံးတစ်လုံးကျွန်တော်သဘောကျလို့တိန့်ထားတဲ့စကလုံးတစ်လုံးရှိတယ်အဲ့ဒါပါဆိုတော့ကျွန်တော်တို့နိုင်ငံဖြစ်နေပြဿနာငင်းချမ်းရေးလို့စကလုံးပြောရင်နာရာရှိပြည်တွင်းစစ်ကိုဖြစ်နေရဲဆိုတဲ့အဓိပ္ပာယ်သိရတယ်အဲ့တော့ပြည်တွင်းစစ်ကနာရာရှိကြီးဖြစ်လာတယ်နာရာရှိပြည်တွင်းစစ်ကိုကျွန်တော်တို့ဒီနေ့ဒီချိန်မှာမကုရအောင်ဆိုရင်ခါတော့ကျွန်တော်တို့သားသမီးမြင်းမြစ်တွေဒီအဲ့ဒီနာရာရှိပြည်တွင်းစစ်ကြီးကနော်နာရာရှိပြည်တွင်းစစ်လို့ပဲကျွန်တော်သုံးပြရတယ်ပြည်တွင်းစစ်လို့ ဘာလို့သုံးလဲလို့မင်းနာတာရှင်ဖြစ်လာလို့ပြောတာနာတာရှင်ပြည်ရင်းစကြီးကပြည်ရင်းပြိပခါကြီးပေါ့နာတာရှင်ပြည်ရင်းပြိပတိပခါကြီးကကျွန်တော်တိုက်ပြည်ရဲ့အတွင်းသားတွေကိုလှိုက်စားရင်ကျွန်တော်တို့ရဲ့လူတွေတဦးချင်းစီရဲ့စိတ်တက်တွေကိုလှိုက်စားရင်လေကျွန်တော်သားသမီးမြင်းမြစ်တွေထိလှိုက်စားပြီးနောက်ဆုံးမှာဟိုတီတဲတဲ့ထက်ကြော်သွားပြီးတော့ဖောက်ထုတ်မရဟိုဖဲ့ထုတ်မရပဲထုတ်မရနောက်ဆုံးခန္ဓာကိုယ်ကြီးကပျက်စီးခြင်းကားပါတိုင်းတိဖြစ်သွားနိုင်တယ်ဒါကိုကျွန်တော်တို့သေချာစဉ်းစားကြဖို့လိုပြီးလို့ပဲ ကျွန်တော်ကတော့ဟိုတိုက်တွန်းခြင်းတယ်ပေါ့နော်ဒါကတော့ DNC ကိစ္စနောက်နေမှာမနေ့ကမှာတော့ညချင်းဖိုရိုင်းနဲ့ဆက်ဆက်တိုင်းကျွန်တော်တို့စကားတွေဆက်ပြောကြတယ်တော့ရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဒီလောက်နေကျွန်တော်တို့ရပါမယ်နောက်တစ်ခါကျွန်တော်ဒီနေ့သတင်းတွေလည်းမနေ့ရဆိုသတင်းလည်းကျွန်တော်ပြောလိုက်ရမယ်ပြောလိုက်ရမယ်ကြားရတဲ့ဟာလေးရှိပါလိမ့်ဥပမာဆိုကြပါစို့လုခလာသာကိစ္စလေးဒီသတင်းလေးကြားရတော့ဝမ်းသာပါတယ်လုခလာသာနဲ့ပတ်သက်ရင်အဲဟိုနည်းနည်းလေးအပြောင်းလေးလေးဖြစ်သွားတယ်ဆိုတဲ့စာလေးထွက်လာတယ်အဲ့ဒါလေးပတ်သက်လို့ရှိရင်လည်းကျွန်တော်ဝမ်းသာပါတယ်ပြည်သူလူထုအလို့သမားတွေလည်းအပေါ်ထောက်ပံ့ချေးတတ်မှတ်ချင်းဆိုပြီးတော့ထွက်လာပါတယ်ဆိုလိုတာကတော့ မြန်မာနိုင်ငံမှာရှိတဲ့လူသမားတွေနေရာဒေသလုပ်ငန်းပြုစားမခေါ်ကြဘဲတနင်္ဂနွေတပြည်တနာရီနဲ့6ရက်ကျန်လုံးနဲ့အလုပ်ချိန်8နာရီတည့်ရက်စာတွေ4800ချက်ကိုတဲ့ပြောဆိုဖို့အတူတူချက်နဲ့ဘာညာဘာညာပေါ့ဗျာချိန်ချပြီးပေါ့ဗျာအဲ့တော့ချိန်ချထားပြီးတော့နောက်ကနေစပြီးတော့ခုဘယ်နေ့မှဆိုရက်စွဲတွေတိုးတိုးပြီးတော့ပေါ့ဗျာဟို2023မှာတစ်ကြိမ်24မှာတစ်ကြိမ်ခု25မှာတစ်ကြိမ်ထောက်ပံ့ကြီးအပိုးထောက်ပံ့ကြီးတစ်ထောင်တစ်ထောင်ထပ်ထည့်ရင်းနဲ့နောက်ဆုံးမှာခု2025မှာလည်းထပ်ပြီးတော့တစ်ထောင်ဆိုပြီးတော့ဒါထပ်ပြီးတော့လှုပ်လာတယ်ပေါ့နော် ပြောရရင်တော့တစ်ထောင်ဆိုပြီးထပ်လှုပ်လာတာရှိတယ်နော်အဲပြောရရင်တော့ 2025အော်တိုဘာ2ရက်1ရက်နေ့ကစပြီးတော့တဲ့နော်အော်တိုတွေကစပြီးတော့အပေါ်ထပ်ပကြီး2000အပြင်7000ကိုထပ်ပကြီးပြီးထပ်ပေးမိဘူးဆိုပြီးတော့ကြီးညာလိုက်တယ်ဆိုတော့ဘာပဲပြောဒါလေးကလည်းဝမ်းသာပါတယ်ဒါပေမဲ့လူသမား10ဦးနဲ့အောက်ရှိတဲ့လုပ်ငန်းငယ်တွေနဲ့မိသားစုနာမည်လုပ်ငန်းတွေမှာမသက်ဆိုင်ပါဘူးတဲ့ channel လုပ်ငန်းတွေပါပါတယ်ဆိုတော့ကျွန်တော်လုပ်ငန်းလည်းပါတာပေါ့ကျွန်တော်မီဒီယာလုပ်ငန်းလည်းပါတာအဲ့တော့ကျွန်တော်မီဒီယာကျွန်တော် channel ကျွန်တော်ညီညီညီမတွေကိုလည်းပူတော်ပေးရအောင်ဖြစ်နေပြီဒါပေမဲ့လည်းကျောင်းချန်လေးဒီမှာလာလို့တဲ့အချိန်ကလောက်ခလာစာကတကယ်တော့အချိန်ကလောက်ခလာစာကသူတို့တတ်မှတ်ထားတဲ့ဟာတွေနည်းနည်းလေးတော့ကျွန်တော်တို့ကပုံများပါတယ်တတ်မှတ်ထားလေးအောင်ရှိရတဲ့ပုံများပါတယ် နော်ဘာချင်းညာချင်းကျွန်တော်တို့တင်း training ကာလပြီးရင်ကြော်ရတဲ့ကာလတွေမှာကျွန်တော်တို့ပြီးတိုင်းရှိပါတယ်ထားပါတော့ထားပါတော့ဗျာဒါကြီးကျွန်တော်ကိစ္စအဲ့တော့လုံသမားကိစ္စလေးတင်းနေကြရတဲ့ဒါလည်းဝမ်းသာပါတယ်ကျွန်တော်တို့ပြည်ပြည်သူတွေဝမ်းသာပါတယ်နောက်တစ်ခုကဒီကိစ္စပြီးတော့ကျွန်တော်တို့နောက်တစ်ခုဘာပြောချင်လဲဆိုတော့ဒီရပိုင်းမှာ Starling ကိစ္စပြဿနာတက်နေပါတယ် Starling ကိစ္စချမှုပါဘူး Starling ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ရှိရင်အခုဟိုလိုက်နေ American လိုက်နေပါပြီဘာလိုက်လဲဆိုတော့ Starling နေကနေပြီးတော့ကြားဖြတ်နေလုပ်နေပါတယ်မြန်မာနိုင်ငံရဲ့ online ငွေလိမ်လည်မှုစင်တာတွေကြားဖြတ်လုပ်နေပါတယ်ဆိုပြီးတော့အခု ဒီ The Guardian သတင်းဌာနကဖော်ပြပြီးတော့ American Congress ကနေစစုံစမ်းမှုတွေလုပ်ပါတယ်အဲ့တော့အဲ့တော့ Elon Musk ကတော့ Starlink ကိုတစ်ကွာလုံးဖြန့်ထားတာတစ်ကွာလုံး internet ကိုကောင်းစီသုံးစီခြင်းလို့မြန်မာနဲ့တွေ့ကြမှာ Elon Musk ကနေနိုင်ရော်ကြီးတွေပေးအောင်လားမသိဘူးเนาะအဲ့တော့ဘယ်မှာလဲဆိုတော့ကရင်ပြည်နယ်ထဲမှာကြားဖြန့်လုပ်တဲ့လူတွေကဒီ Starlink ကိုအသုံးပြီးတော့ကြားဖြန့်လုပ်ကြတယ်ကြားဖြန့်နေမဟုတ်ဘူး Starlink ကိုအသုံးပြီးတော့တပုံတွေကလည်း Starlink အသုံးပြီးတော့ဟိုခုန internet internet နဲ့ပြည်သူတွေတို့ကပေးကြတယ်အဲ့လိုပဲ sync ခုမှာဆိုရင်ပြည်သူ Starlink သုံးတဲ့ပြည်သူမှာ PDF တွေတော့အနိုင်ကျင်းလို့ပြသနိုင်တတ်ကြတာရှိသေးတယ်ဒါတွေစသဖြင့် စတားလင်ဟာဟိုတကောင်အလုံးသုံးသိကျင်တာအကောင်းပဲကဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မှာကျတော့အချမ်းဖက်မှုတွေနဲ့ဒီကြားဖြတ်နေတယ်လို့မှသွားတုံးနေတာသွားတွေ့ရတယ်အဲ့ဒါကိုအမေရိကန်ကသိပြီးတော့မကျင်တတ်ပုံကျင်တတ်ပုံမရဘူးအဲ့တော့ American Congress ကအဲ့ဒါကိုစစ်ဆေးမှုတွေစပြီးတော့စုံစမ်းမှုတွေလုပ်လုပ်နေပါပြီဆိုတဲ့တင်လဲစထွက်ပေါ်လာပါတယ်ဒါလည်းကျွန်တော်တို့ Elon Musk ကတော့ဒီကိစ္စကိုဘယ်လိုရှင်းမလို့မသိဘူးစောင်းတော့ကြည့်ကြတာပေါ့လို့ပြောချင်တယ်နော်ဒါကတခုနောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီနေ့ဟိုရေးကြီးကိစ္စတခုပါလဲဆိုတော့စာအခုဟိုဟာနဲ့ပတ်သက်ပြီးထွက်လာတဲ့တခုပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးထွက်လာတဲ့သတင်းလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ foreign 2000ဆိုတဲ့အဲ foreign 2000ပေါ့ဗျာအဲ့လိုလိုပြောရမယ် foreign 2000ကနေပြီးတော့ကျင်ညာချက်တစ်ဆောင်ထုတ်ပါတယ် foreign 2000ကျင်ညာချက်ထုတ်တယ်အဲ့ကျင်ညာချက်တစ်ဆောင်ကနည်းနည်းလေးဟိုစိတ်ဝင်စားဖို့လည်းကောင်းတယ်ပြီးတော့ဒီ foreign 2000ကျင်ညာချက်ကကျွန်တော်တို့ဒီဘက်မှာလုပ်နေရတဲ့ရှုပ်ချွေးဖြစ်စီတယ်အဲ့ဘာလဲဆိုတော့ဒီ29ကျင်းမြောက် foreign 2000 conference ကမနေ့ကအော်တိုဘတ်၁၄နေမှာပြီးသွားတယ်ပြီးသွားတဲ့အခါမှာအဲ foreign 2000 conference မှာတက်ရောက်လာတဲ့နိုင်ငံတွေတော်တော်များကကျင်ညာချက်တစ်ဆောင် ထုတ်တဲ့ခါမှာပြင်ချချက်ထဲမှာဘာကိုပါလာလဲဆိုတော့ဒေါအောင်ဆန်းသူကြီးအကြောင်းပါလာပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ဒေါအောင်ဆန်းသူကြီးနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိချက်ချင်းလွတ်မြောက်ဖို့ဆိုပြီးတော့ပြောတယ်အဲ့ဒါဘာလဲဆိုအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ဖွဲ့ဝင်နိုင်ငံတွေနောက်တစ်ခါအိန္ဒိယတရုတ်ဂျပန်တောက်ကိုရီးယားဩစတြေးလျအမေရိကန်ကနေဒါပြည်ထိုင်ဥရောပအစရှိတဲ့အဲပုံကိုယ်တွေပေါ့နော်သူတို့ပေါ့အဲ့ဒါအကုန်ပါဝင်စွာနဲ့ဒါပြောလာတယ်လို့ဖိုရန်တောင်ပြောလာတယ်ဆိုတော့ကျွန်တော်ဒါကိုကြည့်ပြီးတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဒါပေမဲ့သူတို့မသိတာကဟိုသူတို့တော့ဒေါအောင်ဆန်းသူကြီးကိုညှို့ဆဲခြင်းလို့စာထုတ်လိုက်တယ်ပေါ့ချိန်ညှိထုတ်တယ် ဒါပေမဲ့ဒီစဲမြန်မာအာဏာပိုင်အစိုးရအဖွဲ့ကတော့ဒေါ်စောသူကြီးလွတ်ပေးနိုင်ရှိရှိလာတော့မေးရင်အချိန်တစ်ခုရောက်ရင်ဒေါ်စောသူကြီးကအချိန်ကျုပ်ဖြစ်မှာပဲ။တေချာဖို့ဖြစ်မှာ။နေအချိန်ကျုပ်ဖြစ်မှာပဲ။ချိန်တစ်ခုရောက်ရင်ပြီးရင်ချိန်တစ်ခုရောက်တဲ့ခါကျလို့ရှိရင်နေအချိန်ကျုပ်ကနေပြီးတော့လုံးဝအပြီးလွတ်ပေးတာမျိုးလဲဖြစ်ကုန်ဖြစ်မှာလဲ။ဘာလို့လဲဆိုတော့အချိန်တစ်ခုပဲ။လုံးဝမကြောက်ကျွန်တော်တို့လည်းလမ်းမဆိုးရတဲ့တန်းအတွင်းထဲမှာဖြစ်လာမယ့်ဟာတွေပဲသူတို့ကသာအသေးအတန်တောင်းဆိုနေကြပြီဘက်ကအစိုးရကတော်တော်လေးကိုတော်ဆောက်သူကြီးနဲ့ပတ်သက်ရင်ဖြေလျှော့မှုတွေ၊ကုညီမှုတွေအားဖြစ်ကိုဘယ်လိုကောင်းမလဲအဲဖြေစည်းပေးမှုတွေကလိုရတဲ့ပုံလုပ်ပေးထားတယ်လုတ်တင့်တာတဲ့ကိုစေသားဘက်ကပုံလုပ်ပေးထားတယ် သူတို့ကသာလျှောက်ပြောနေတာလျှောက်ပြောရခြင်းအကြောင်းရင်းကဘာလဲဆိုတော့ဒီနိုင်ငံရေးပေါ့ဗျာမြန်မာနိုင်ငံလက်ရှိရွေးကောက်ပွဲကလည်းနီးလာတဲ့အချိန်ကျတော့နိုင်ငံရေးအသံထွက်ကြတဲ့သဘောပါအဲ့တော့ပြည်သူလူထုအနေနဲ့သိဖို့လိုတာကတော့ဖိုရမ်နှစ်ထောင်လောက်တောင်းဆိုချက်ပေါ့ဗျာဘယ်ရပဲဘယ်လိုပဲတောင်းဆိုတောင်းဆိုဒီစက်အနာမယ်ဆိုရခွဲရလာမယ့်ဆိုရတန်းကြလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကိုခင်ဗျာမပူနဲ့နေခြေချုပ်တွေပါကြီးစရွှေပြီးရင်တော့ခုတော့နေခြေချုပ်ပုံစံမျိုးနေနေရတာပဲဗျာနော်နေခြေချုပ်လို့ရွှေမယ်ပြီးရင်နောက်တစ်ခုကြလို့ရှိရင်လွန်ငိမ့်ပေးတာမျိုးလာလိမ့်မယ်ခင်ဗျာစောင့်ကြည့်ဖြစ်ကိုဖြစ်မှာဒီလောက်လာမယ်ဆိုတာလုတ်ကိုလုတ်လိမ့်မယ်အဲ့တော့ ကြောက်ပြီးတော့ပြည်သူလူထုအနေနဲ့တချို့ကိစ္စတွေမှာထင်အောင်ထင်မှားတွေဖြစ်မှာဆိုလို့ကျွန်တော်တခါတည်းပြည်သူလူထုကိုကြိုတင်းမစိမ့်ပေးထားတာတိတ်ဆိုးရင်မရပါနဲ့ဒေါ်စောကြီးကအဲချိန်တိုင်းခင်ဗျာလွန်ငင်းနေအေးအေးစီနေရမယ်ဒီဘူးဆိုတာကိုတော့ကျွန်တော်ပြောလို့ရတယ်ဒါကတော့ကြုံကြိုက်လို့ဒီနေ့ဒေါ်စောကြီးကိစ္စလည်းအဲထည့်ပြောတာပါ